ရိညင်တရားတည်ထောင်ခြင်းနဲ့ပတ်သက်ပြီး BC 900လွန်ခဲ့တဲ့နှစ်ပေါင်း2900လောက်ကလေးကပရိုဖက်တယောက်ကကျူတင်ဟောစကားကိုခြံထားခဲ့ပါတယ်။ဒါဟာပရိညင်တရားတည်အကြောင်းကိုသိစေဖို့အတွက်ဖြစ်ပါတယ်။ဒါဟာနှစ်ပေါင်း2000ကြာအောင်ဖုံးကွယ်ထားတဲ့လှုပ်ဝက်ချက်ဖြစ်ပါတယ်။အဲ့ဒါဟာကျွန်တော်တို့တံမိုးဖျက်လို့မရနိုင်တဲ့အရာဖြစ်ပါတယ်။ရေယာမိအနာဂတ်ကြံအခန်းကြီး37အခန်းငယ်37ကိုကြည့်ကြရအောင်။ ထာဝရဖရာမိတ်တော်မူသီကသူဟာဘာလုပ်မှာပါလဲပဋိညင်တရားတစ်ကိုအေတရီလာအမျိုးသားယူဒအမျိုးသားတို့၌ငါပြီးသောအချိန်ကာလရောက်လိမ့်မည်ဖရာသခင်ရဲ့လက်ရအမှုတော်ဖြစ်တဲ့ဆိုရင်အဲ့ဒါဟာအကြီးမားဆုံးလက်ရဖြစ်ပါတယ်ဖရာသခင်ကိုယ်တိုင်ဒီမြေကြီးကိုလူစားတီးနဲ့ကြွလာတဲ့အချိန်မှာဘာကိုတီထောင်ခဲ့ပါသလဲပဋိညင်တရားတစ်ဖြစ်ပါတယ် ဖျားသခင်ဟာပြိညာတရားတစ်ကိုဖွင့်ပြီးနေ့ရက်ကာလရောက်လိမ့်မည်လို့မိတော်မူခဲ့ပါတယ်။အခန်းငယ်32ဤလူမျိုး၏ဘိုးဘေးတို့ကိုလက်ဆွဲ၍အေဂုတ်တုပြည်မှဆောင်သွားသောအခါသူတို့၌ငါပေးသောပြိညာတရားနှင့်ခြားနာသောပြိညာတရားတစ်ကိုဣတိလအမျိုးသားယူဒအမျိုးသားတို့၌ငါပေးသောအချိန်ကာလရောက်လိမ့်မည်။အရင်ငါပေးမှုသောပြိညာတရားကိုသူတို့သည်ဖျက်၍ငါသည်လည်းသူတို့ကိုယုံရှာ၏။နောက်ကာလအခါဣတိလအမျိုးသားတို့၌ငါပေးအပ်သောပြိညာတရားဟုမူကား ငါထာဝရဖရာသည်ငါဤပညတ်တရားကိုသူတို့အတွင်းထဲသို့တွင်းမည်သူတို့နှလုံးပေါ်မှာရေးထားမည်ငါသည်သူတို့၏ဖရာဖြစ်မည်သူတို့သည်လည်းငါဤလူဖြစ်ကြလိမ့်မည်ပဋိညင်တရားတည်းအဖြစ်ဖရာသခင်ဟာကျွန်တော်တို့ကိုသူ့ရဲ့သားသမီးဖြစ်တယ်ဆိုတဲ့တိကျတဲ့အာမခံချက်ကိုပေးပြီးကျွန်တော်တို့ကိုသူ့ရဲ့လူမျိုးဖြစ်ထာဝရကောင်းကင်ကိုဝင်ရောက်ခွင့်ပေးပါတယ်ဖရာသခင်ဟာပဋိညင်တရားတည်းလို့ခေါ်တဲ့ကြီးမားတဲ့လက်ရာတော်ကိုကျွန်တော်တို့စီခွင့်ပြုပေးခဲ့ပါတယ် ဒါကြောင့်ဖျားသခင်ဟာပရောဖက်များစွာကတဆင့်ပြည်ညင်တရားတစ်ကိုဘာကြောင့်အချိန်ကြာကြီးကလေးကကြိုတင်ဟောကြားခဲ့ပြီးဘာကြောင့်ပြည်ညင်တရားတစ်မတီထောင်ခင်ဓမ္မဆောင်ခင်မှာသူ့ရဲ့လူတွေကိုပြည်ညင်တရားဟောင်းအဖြစ်ပြည်ညင်ရဲ့အရေးကြီးပုံကိုအဆက်မပြတ်တွင်တင်ပေးခဲ့တာလဲဆိုတာကိုကျွန်တော်တို့နားလည်နိုင်နေမဟုတ်ပါလားဒါကိုဘယ်သူမှတန်ဖိုးမဖြတ်နိုင်ပါဘူးမရေမတွက်နိုင်တဲ့တိရစ္ဆာန်တွေရဲ့အသွေးသွေးလောင်းခြင်းအဖြစ် ပရိညေရဲ့အရေးကြီးပုံကိုဖရာသခင်ကအလေးပေးဖော်ပြခဲ့တယ်မဟုတ်ပါလားကျွန်တော်တို့မှာအဖို့တန်တဲ့အရာရှိပေမဲ့လည်းအဲ့ဒီတန်ဖိုးကိုမသိဘူးဆိုရင်ဧသောလိုမျိုးဓာရီကိုတန်ဖိုးမရှိဘူးလို့မှတ်ယူမှာဖြစ်ပါတယ်တေချာစဉ်းစားကြည့်ကြပါတန်ဖိုးဘယ်လောက်ရှိပါသလဲ ဖျားသခင်ဟာလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းကပရောဖက်တွေကနေတဆင့်ဒီအကြောင်းကိုကြိုတင်ဟောပြောခဲ့ပါတယ်။သူဟာနောက်ဆုံးခေတ်မှာပဋိညင်တရားတပတ်ခါပွဲအမှန်တရားကိုပြန်လည်တည်ထောင်ဖို့အတွက်ဒီမြေကြီးကိုကြွလာခဲ့ပါတယ်။အဲ့ဒီအချိန်ထိသူဟာဒီအမှန်တရားကိုနှစ်ထောင်ပေါင်းများစွာတင်ထားခဲ့ပါတယ်။ပြင်သစ်ကထုတ်တဲ့စက်ပြည်ကြီးကနှစ်တရားတက်တန်းရှိတဲ့အခါအယံတန်ဖိုးရှိတယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဖျားသခင်ဟာဒါကိုနှစ်ထောင်ပေါင်းများစွာကြာအောင်ပြင်ဆင်ထားခဲ့ပါတယ်။ နောက်ဆုံးမှာဖရာသခင်ဟာသူ့ရဲ့အမှုတော်ကိုဒီခေတ်မှာပြီးမြောက်စေခဲ့ပါတယ်။မိသားစုဝင်တို့ဒီအလုပ်ရဲ့တန်ဖိုးကိုအတိအကျမသိရင်တော့တန်ဖိုးမရှိတဲ့အရာဒါမှမဟုတ်အသေးအဖွဲမဟုတ်ပါဘူး။ဒါကအမှန်ပဲမဟုတ်လား။ကောင်းကင်မြေကြီးစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူတဲ့ဘုရားသခင်ကဒါတွေကိုဖန်ဆင်းတော်မူခဲ့ပါတယ်။ဒီအမှန်တရားစနစ်ဟာလူတွေပြုလုပ်ထားတာမဟုတ်ပါဘူး။